ဆိုင်ပြိုးရေးမွေးမြူရေးနှင့်ဆံပြောင်းဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းအောင်သည်ဒီနေ့နေ့လယ်ပိုင်းမှာနေပြည်တော်တက်ကုန်းမြို့နယ်ရှိကင်းသာရေရင်းတမန်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများနဲ့တမန်အတွင်းရေဝင်ရောက်မှုတို့ကိုကြည့်ရှုဆစ်ဆီးပြီးတာဝန်ရှိသူများအားနိုင်ငံတော်အကြီးအကဲရဲ့လမ်းညွှန်ချက်နဲ့အညီကင်းသာရေရင်းတမန်အခိုင်အမာပြင်ဆင်ခြင်းလုပ်ငန်းများနဲ့ရေတောင့်စနစ်များတတ်မှတ်ကာလအတွင်းလုပ်ငန်းများအလုံးပြည်စည်ရေးဆွေးနွေးမှကြပါသည် 2024ခုနှစ်စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့တဲ့ယာဂီတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့်နေပြည်တော်တကုံးမြို့နယ်ရှိကင်းသာရေတိန်တမန်အတွင်းရေဝင်ရောက်မှုများပြားခဲ့တာကြောင့်2024ခုနှစ်စက်တင်ဘာလ17ရက်နေ့မနက်ပိုင်းမှာတမန်ဒိတ်မျက်နှာပြင်မှာ၃မိအထိရေကျော်စီစဉ်ခဲ့ပါတယ်။ ဒါ့ပြင်တမန်ကိုရဲမှာရေးတိုက်စားပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာစက်တင်ဘာလ15ရက်နေ့မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုရိုင်းကွင်းစင်ကြီးစုဆစ်ဆီးခဲ့ပြီးရေလန်းကြောင်ရှင်းလင်းလုပ်ငန်းများ တမန်အတွင်ပြည့်နေနေတဲ့နှုံးများတဲများကိုဖဲထုတ်ခြင်းလုပ်ငန်းများကိုအဆင့်လိုက်ဆောင်ရွက်ရန်ကနဦးအနေနဲ့အပျက်စီးများရှင်းလင်းခြင်းလုပ်ငန်းများနဲ့တမန်ဧရိယာပြန်လည်ပေါ်ဆောင်ခြင်းလုပ်ငန်းများကိုဥစွာဆောင်ရွက်သွားရန်အဲ့ဒီနောက်ကျူးပေါက်နေတဲ့တမန်နေရာများစနစ်တကျဖြင့်ပြန်လည်ပြုပြင်သွားရန်လမ်းညွှန်မှကြားချက်အရာ ဆယ်မြောင်းနဲ့ရေအသုံးချမှုစီမံခန့်ခွဲဦးစီးဌာနပညာရှင်များကရေဒိန်းတမန်အားအခိုင်မာပြုပြင်လုပ်ငန်းများဖြစ်တဲ့တမန်ကိုယ်တဲ့ပြန်လည်မြေပိုခြင်းအရန်ရေပိုလွေထဲသွင်းတိဆောက်ခြင်းနဲ့ရေတောက်စနစ်ပြုပြင်ခြင်းလုပ်ငန်းများအားပြည်တော်စုရမုံငွေဖြင့်ဆောင်ရွက်ခဲ့ရာမတ်လကုန်မှာလုပ်ငန်းများယာနှုံးပြည့်ပြည်စည်းအောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။